မင်္ဂလာပါဂျပန်စာအုပ်သင်နေပြီမဲ့ AEUE ကိုနီးစနစ်တကျထွက်တိုက်ရလား မထွက်တတ်သေးတဲ့သူတွေရှိလို့ရှိရင်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်သွားပေးပါအဲကျွန်တော်အသေးစိတ်ပြောပြပြီးတော့ရှင်းပြပေးပါမယ်အဲကျွန်တော်ကတော့ Uchino Gakko ဂျပန်စာသင်တန်းကဂျီနိုဆိုင်စီဖြစ်ပါတယ်ကျွန်တော်တို့ Uchino Gakko ကဂျပန်စာနဲ့ပတ်သက်တဲ့စိတ်ဝင်စားစရာအကြောင်းအရာတွေကိုဗီဒီယိုလေးဖန်တီးပြီးတော့အမြဲတင်ဆက်ပေးနေရဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ရဲ့ Uchino Gakko ဂျပန်စာသင်တန်းက Facebook page TikTok channel နဲ့ YouTube channel တွေကို follow and subscribe လေးလုပ်ထားပေးဖို့အတွက်အားလုံးမြေတားရက်ခံပါတယ်ခင်ဗျာဒါဆိုရင်သင်ခန်းစာလေးကိုစလိုက်ရအောင်ဗျာ I U A O ဆိုတာကဂျပန်စကားကအခြေခံတရဒဏ်၅ဒဏ်ပဲဖြစ်ပါတယ်။ဒီ၅ဒဏ်ကိုရပြီဆိုရင်ကျွန်တော်တို့ကအခြားအဒဏ်တွေကိုအလွယ်တကူလေးထွက်နိုင်ပါပြီပေါ့နော်။အဲ့တော့ဒီဒဏ်တွေကိုထွက်တဲ့အချိန်မှာဗဇက်ကပေါ့နော်အလွယ်တကူလေးထွက်လိုက်တာမျိုးမဟုတ်ဘဲနဲ့နှကန်းလှူရှာမှုဗဇက်လှူရှာမှုတွေကိုမှန်ကန်အောင်လေ့ကျင့်မယ်ဆိုလို့ရှိရင်အတန်ထွဲမှန်မှန်ကန်ကန်ရပါမယ်ပေါ့နော်။ဆိုတော့ကျွန်တော်တို့ ဒီပုံလေးပြထားပေးမယ်ပေါ့နော်အဲဒီပုံလေးကိုလည်းကြည့်မယ်ကျွန်တော်ကလည်းဒီမှာရှင်းပြပေးမယ်ဒါဆိုရင်တော့သူ့ရဲ့အတန်ထွက်နည်းလေးကိုနားလည်မယ်ထင်ပါရဲ့အဲ့တော့အကနေစကြည့်အောင်အကိုကျွန်တော်ဆိုရတဲ့အချိန်မှာဒီပါဇက်ကိုပေါ့နော်အပေါအောင်လေးဟပါမယ်အဲ့တော့ကြဲကြဲလေးဟလိုက်ပါပြီးလို့ရှိရင်အဆက်တက်ထွက်ပါအာအာအနောက်ဤရကြတော့ကျွန်တော်အပေါ်သွားလေးပေါ်ယုံပါဇက်လေးကိုဖြဲလိုက်ပါမယ်အပေါ်သွားလေးပေါ်ယုံမယ်ပါဇက်လေးကိုဖြဲလိုက်ပါတယ် အဲ့လိုဖြည့်ပြီးသွားတဲ့အချိန်ပါဇက်ကိုလုံးဝမလုံရှားတော့ပါဘူးအဲ့အတိုင်းလေးပဲ e ကိုထပ်ပါ e e e ဥကကြတော့ဒီနှခမ်းလေးကိုသေးသေးလေးဖြစ်အောင်ဆုလိုက်တယ်ပေါ့နော်အဲ့တော့ဒီနှခမ်းထိပ်မှာပေါက်သေးသေးလေးပဲရှိပါမယ်အဲ့ပေါက်လေးတွေကအတန်တိုးထွက်လာတဲ့အတွက်ကြောင့်မလို့သူက strong ဖြစ်တဲ့အားကောင်းတဲ့အတန်မျိုးမဟုတ်ဘဲနဲ့တိုးရော့တဲ့အတန်မျိုးလေးဖြစ်နေမယ်ပေါ့နော်အဲ့တိုင်းလေးပဲဥထွက်ပါဥဥဥ ။ညအေးရကြတော့သူအပေါ်သွားရောဒီအထက်ကရှာလေးရောပေါ်ယုံအနေထားလေးရအောင်ပါဇက်လေးကိုဟလိုက်ပါ။ရှာထုတ်ခိုင်းတာမဟုတ်ဘဲနဲ့ပေါ့နော်။ဒီအပေါ်သွားလေးနဲ့ဒီအထက်ကရှာလေးကိုမြင်ရလောက်တဲ့အနေထားလေးပါဇက်လေးကိုဟာမယ်။ပြီးရင်ဘေးကိုဖြဲလိုက်ပဲ။အိုက်တိုင်းလေးပဲအဲဦးထွက်မယ်။အေးအေးအေးနော်နောက်ဆုံး ఓ ကကြတော့ဒီနှာခမ်းကိုជីជីလေးဆူလိုက်ပါရဲ့ ఓ ఓ ఓ တို့ကကြတော့ဒီနှခမ်းကြီးကြီးဆိုတဲ့အတွက်ကြောင့်နှခမ်းဝမှာပေါက်ကြီးကြီးလေးဖြစ်နေရပေါ့နော်အဲ့ပေါက်ထဲကနေလေယာအားနဲ့ထွက်လာတဲ့အတွက်ကြောင့်တို့ကတော့နည်းနည်းဟိန်းတဲ့အတံမျိုးပေါ့နော်လှိုင်ကောင်းထဲမှာပြောတဲ့ဟိန်းတဲ့အတံမျိုးလေးကြာပါလိမ့်မယ်ဆိုတော့ဒီလိုနီးနဲ့ထွက်လို့ရှိရင်တော့ကျွန်တော်တို့ R E U A O ကိုဒါနီးစနစ်တကျနဲ့ပေါ့နော်ထွက်နိုင်ပါပြီအဲ့တော့အလွယ်တကူမထွက်ဖိနေပေါ့နော်အခုသင်ပေးသွားတဲ့ဒီနှခမ်းလှုပ်ရှားမှုလေးပါးစပ်လှုပ်ရှားမှုလေးအမှန်ကန်အောင်လေ့ကျင့်ပါအဲ့တော့မှန်တစ်ချက်ရှိမှထားပြီးတော့မှကျွန်တော် ပြောတဲ့အတိုင်းလေးလေ့ကျင့်ပေးသွားမယ်ဆိုလို့ရှိရင်အတန်ထွက်မှ မှန်ကန်ကန်လေးရပါပြီအဲ့တော့ဒီဗီဒီယိုလေးရပါတော့အားလုံးအတွက်အကျိုးတစုံတရာရှိရဆိုလို့ရှိရင် like and share လေးလုပ်ပြီးတော့ happy pass မြန်မာနောက်ပြီးတွေမှာပြန်ပြီးတော့တွေ့ကြမယ်เนาะကျေးဇူးများတင်ပါတယ်တတ